မင်္ဂလာပါကောင်းချီးမင်္ဂလာရှိသောနေ့သစ်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်ဒါဝရဖျားထံတော်ဘာမှခန္ဓာဆေးဝိညာဉ်မာဇာချင်းအမျိုးမျိုးကိုခံရပါမိအကြောင်းလဲဆုတောင်းပေးပါတယ်ဒီမိနစ်မှာကျေးဇူးတော်အပြည့်ကျွန်တော်နဲ့တူနှုတ်ကပတ်တော်ဆင်ခြင်ဖို့ဘုရားသခင်ပြင်ဆင်ပေးတဲ့အတွက်ကောရိန္သုဩဝါဒစာ ပထမဆုံးအခန်းကြီး73အပိုင်ငယ်၄ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါတယ်မေတ္တာသည်စိတ်ရှိတတ်၏ကျေးဇူးပြုတတ်၏မေတ္တာသည်ဂုံပြိုင်ခြင်းမရှိ ဝါကြွားခြင်းမရှိမမာနမရှိကျွန်တော်တို့မနေ့ကတော့မေတ္တာအပြင်စိတ်ရှိတယ်ဆိုတဲ့အကြောင်းကို စင်ချင်ခဲ့ပြီးပြီဖြစ်လို့ဒီကနေ့တော့ဂျေဇူးပြုတ်တဲ့ဤဆိုတဲ့အကြောင်းလေးကို စင်ချင်အောင်မေးဖို့ဖြစ်ပါတယ်သူတပားကိုဂျေဇူးပြုတ်တဲ့ခြင်းကအင်မတန်ကောင်းတဲ့အလေအထဖြစ်ပါတယ်သူတပားကိုဂျေဇူးမပြုတ်ပဲသူတပားကိုနစ်နာအောင် သူတပားကို ဆုံးရှုံးပျက်စီးအောင် လုပ်တာကတော့ဘယ်တရားကမှ ခွင့်မပေးထားပါဘူးဘသူကမှလည်းဒီလိုလုပ်ဖို့မတွန့်တင်ပါဘူးဒါပေမဲ့ချစ်ချင်းမြတ်တာကင်းမဲ့လာတဲ့အခါမှာတော့လူတွေကဂျေဇူးမတိတက်ဂျေဇူးမဲ့တက်တယ်ဆိုတာကို နားလည်ရပါတယ်ဒါကြောင့်မလို့ချစ်ချင်းမြတ်တာသာရှိ ကိုချစ်ရတဲ့သူအပေါ်မှာဘလို့ကောင်းရာကောင်းကျိုးတွေလုပ်ပေးရမလဲဆိုတာကို အမြဲတမ်းစဉ်းစားတတ်တယ်ဆိုတာကို နားလည်သိရှိဖို့လိုပါတယ် ကျွန်တော်တို့လည်းအဲ့လိုအတွေ့အကြုံမျိုးရှိမှာပဲဖြစ်ပါတယ်။ကိုချစ်ရတဲ့သူတွေအတွက်ဆိုရင်ဘာပဲလုပ်ပေးရလုပ်ပေးရကျေးဇူးပြုခြင်းနဲ့စိတ်ရှိပါတယ်။ကျေးဇူးပြုတယ်ဆိုတာကလက်တွေ့ကြကြ တုံ့ပြန်ခြင်းတနည်းအားဖြင့်ကိုတွေ့လက်တွေ့ပြုမှုခြင်းအမှုရာ ဖြစ်ပါတယ်။စိတ်ရှိတယ်ဆိုတာကတော့စိတ်ထဲကနေဖြစ်ပေါ်လာတဲ့အရာဖြစ်ပြီးတော့ကျေးဇူးပြုခြင်းကတော့စိတ်ထဲကဖြစ်လာတဲ့အရာကို လက်တွေ့အကောင့်ထဲပေါ်တာပဲဖြစ်တယ်လို့နားလည်သိရှိရပါတယ်ချစ်တော်မိဘကြီးကိုမောင်နှမတို့သူတစ်ပါးကိုနစ်နာအောင် သူတစ်ပါးကို ဆုံးရှုံးအောင်သူတစ်ပါးထိခိုက်အောင်မလုပ်ဘဲနေရင်ကိုပဲဒါကတော်တော်လေးကောင်းနေပါပြီဒီထက်ပိုကောင်းတာကတော့သူတစ်ပါးကိုဂျေဇူးပြုတာက ပိုပြီးတော့မှကောင်းတယ်ဆိုတာကို သိဖို့လိုပါတယ်ဂျေဇူးပြုတယ်ဆိုတဲ့နေရာမှာကိုကဂျေဇူးတင်ခံခြင်းလို့လောက်တာမျိုးမဟုတ်ပဲနဲ့ ချစ်ချင်းမေတ္တာမှာကျေးဇူးတင်ခံခြင်းနဲ့စိတ်ဆိုတာမရှိပါဘူးချစ်တဲ့စိတ်တစ်ခုတည်းနဲ့သာကြွေးမွေးမယ်ဆောင်ရှောက်မယ်ကွဲကားမယ်လမ်းပြပေးမယ်ကောင်းမွန်တဲ့အရာတွေကိုအကြံပေးမယ်စသဖြင့်သူတစ်ပါးရဲ့လိုအပ်ချက်တွေကို မြင်တတ်ပြီးတော့မှကုညီမစားတတ်တဲ့သဘောကို ဆိုလိုတာဖြစ်ပါတယ်။ဒါကြောင့်စံစာထဲမှာဆိုလို့ရှိရင်ချစ်ချင်းမေတ္တာရှိတယ်ပြောပြီးတော့မှအင်ကြီးအနှွေးလိုနေတဲ့သူကိုအင်ကြီးမပေးဘူး စားစရာလိုနေတဲ့သူကိုစားစရာမပေးဘူးဆိုရင်တီလူဟာဘယ်လိုလုပ်ပြီးချက်ချင်းမြတ်တာရှိတယ်လို့ပြောနိုင်မှာလဲလို့မိကွန်ထုတ်ထားတာရှိပါတယ်။ဒါကြောင့်မလို့ဝါစွာစားကြလို့နှွေးစွာဝစ်ကြလို့လို့ပြောပြီးတော့အပြောတသက်မဟုတ်ဘဲနဲ့တကယ်ပဲဝါအောင်ကျွေးဖို့တကယ်ပဲနှွေးထွေးစေဖို့ရအဝတ်စားပေးဖို့လိုပါတယ်။ဒါကြောင့်မလို့ချက်ချင်းမြတ်တာကနေပြီးတော့မှပေါက်ဖွာလာတဲ့ဒီကျေးဇူးပြုခြင်းကြောင့်ဒီနေ့ကဘာပေါ်မှာပရာဟိတလုပ်ငန်းတွေ များစွာရှိနေတယ်ဖောင်ဒေးရှင်းတွေများစွာရှိနေတယ်လူမှုကယ်ဆယ်ရေးအလုပ်တွေများစွာရှိနေတယ်ဒါတွေအားလုံးကချစ်ချင်းမြတ်တာကနေဖြစ်ပေါ်လာတဲ့ဂျေစုပြုတ်တဲ့သဘောဖြစ်ပါတယ်လူတွေမှာသာဂျေစုပြုတ်တဲ့မြတ်တာဆိုတာကမရှိဘူးဆိုရင်ဒီလိုဖောင်ဒေးရှင်းတွေပရာဟိတလုပ်ငန်းတွေလူမှုကယ်ဆယ်ရေးလုပ်ငန်းတွေမှာစလူသားအကျိုးပြုတဲ့စာနာမှုအောင်ရှိတော်မှာမဟုတ်ဘူးဆိုတာကိုတွေ့ရပါတယ် အသင်းတော်တွေအနေနဲ့လည်းလူသားတွေကိုအကျိုးပြုတဲ့ယေရှုပြုမှုမျိုး လုပ်တင်ပါတယ်။တချို့အသင်းတော်တွေကယေရှုပြုခြင်းဆိုတဲ့အရာကိုလစ်လူရှုပြီးတော့မှချစ်ချင်းမေတ္တာပြဖို့မိနေတတ်တာကိုတွေ့ရပါတယ်။ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့သူတွေကို ကောင်းကျိုးကောင်းရာ ပြုမှုတတ်တဲ့အသင်းတော်တွေယုံကြည်သူတွေဖြစ်ဖို့ရန်အတွက်အရေးကြီးပါတယ်။ဒါကြောင့်ကမ္ဘာပေါ်မှာပရာဟိတအလုပ်လူမှုကိစ္စရေးအလုပ် Foundation စသဖြင့်လူသားချင်းစာနာတဲ့ပေးမြခြင်းတွေကို အများဆုံးလုပ်တဲ့သူတွေကတော့ခရီးရန်တွေများတယ်ဆိုတာကိုတွေ့ရပါတယ်။ဒါဟာချစ်ချင်းမေတ္တာရဲ့သင်္ကေတဖြစ်ပါတယ်။ဒါကြောင့်မေတ္တာအပြင်ကျွန်တော်တို့တွေကျေးဇူးပြုကြရအောင်လို့တိုက်တွန်းပါတယ်ဖျက်ရှင်ကောင်းကြီးပေးပါစေ။ဆုတောင်းကြပါစို့။ကောင်းမြတ်တော်ဖရာကိုရောကိုကျေးဇူးတင်နေချစ်ချင်းမေတ္တာအပြင်သူတို့ဘာကိုကျေးဇူးပြုတတ်စေဖို့မာစာတော်မူပါကိုရောကောင်းကြီးပေးပါ တပါးရဲ့လိုအပ်ချက်ကိုမြင်တတ်ပြီးကူညီတတ်ဖို့လဲကိုရရှင်ဖေကကောင်းကြည့်ပေးပါ။နာမတော်ပုံကြည့်ပါစေ။ချစ်ချင်းမြတ်တာကိုတွန်းလောင်းပေးပြီးတော့ချစ်ချင်းမြတ်တာရဲ့အပြုအမူတွေနဲ့အသက်ရှင်နိုင်ဖို့မဆပါ။ကိုရောပုံထင်ရှားစေပါ။ဒီနှုတ်ကပတ်တော်ကြားရတဲ့မိသားစုဝင်အယောက်တိုင်းပေါ်မှာကိုရရှင်ဖေပေးတဲ့မြတ်တာနဲ့သူတော်ဘာကိုယေရှုပြုတ်တတ်သောသူများဖြစ်စေတော်မူပါ။ယေရှုကြည်တယ်လို့ဝန်ခံ၍တဏိတာကိုဆက်ကတ်တဲ့အခါ ခင်ယေရှုနာမ၌ဆုတောင်းဆက်ကပ်ပါ၏အာမင်